အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်စာကလေးမလေးကအတိုက်ထဲမှာထိုင်ပြီးတော့ငိုနေတာပေါ့နောက်တော့ပြောလိုက်တော့တယ်ငါတရားမျှတမှုလို့ကျင်နေငါဘောမတရားမှုတွေဖြစ်သွားခဲ့ပြီငါရဲ့ဥကိုခိုးခဲ့တဲ့ဖဲကျင်းကကိုမစောပြစ်ထန်တက်ရစေမယ် ပန်းဟိဆာကလေးမလေးရဲ့အတန်ကိုကြားပြီးတော့ကျင်းငယ်အချို့ကရောက်လာတော့တယ်။နောက်တော့ချက်တူကြီးကပြောလိုက်တော့တာပေါ့။မငိုပါနဲ့တော့တိတ်တော့ဒီမှာကြည့်နင်းရဲ့ဥပြောက်သွားတယ်ဆိုတာကလည်းငါတို့ရှိတယ်လေ။ငါတို့ကျင်းငယ်တွေအားလုံးပေါင်းပြီးတော့နင်းရဲ့ဥကိုဝိုင်းပြီးတော့ရှာပေးကြမယ်နော်။ဘာလို့လဲဆိုတော့အခုချိန်ကြီးဘယ်ကျင်းငယ်ရဲ့ဥမှာပျောက်သေးတာမဟုတ်ဘူးငါတို့တခုခုလုံးမှဖြစ်မယ်မဟုတ်ရင်နောက်တစ်ခါကျရင်ငါတို့ရဲ့ဥတွေပါပျောက်ကုန်နေမယ် အဲ့ဒါကြောင့်နင်းရဲ့ဥကိုခိုးသွားတဲ့တခိုးကိုငါတို့ရှာပေးမယ်ပြီးလို့ရှိရင်သူ့ကိုတတက်လုံးမှတ်သွားလောက်အပြစ်ပေးရမယ်ဟမ်နင်ပြောနေတဲ့ပုံကတကယ်ပဲအဲ့ဒီတခိုးကိုအပြစ်ပေးတော့မယ့်အတိုင်းပဲအရင်ဆုံးတခိုးကိုပဲအရင်ရှာပါအောင်ပြီးကြတော့မှအပြစ်ပေးလို့ရမှာပေါ့တခိုးမဟုတ်တခိုးသဲလွန်စားကတော့ကြံခဲ့မှာပေါ့ငါတို့အမြန်ဆုံးတခိုးကိုရှာတွင်းမှာမှတင်နေရဲ့အဲ့ဒီအချိန်မှာကာလူချင်းကန်ကလော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 နဲ့ပြေးလာလိုက်တော့တယ်နောက်တော့ပြောလိုက်တော့တာပေါ့တငယ်ချင်းတို့ င်တို့ပြောတာမှန်တယ်တခိုးကတဲလုံစာခြံထားခဲ့တယ်။ဘာပြောချင်တာလဲအကိုကလူရှင်းရှင်းလင်းလင်းပြောပြပါလားညီမရဲ့ဥကိုအကိုရှာတွေ့ပြီလားယင်။ပန်းရဲ့အကိုနဲ့အတူတူလိုက်ခဲ့ခုနကပဲဝဝရဲ့အတိုက်ထဲမှာညီမရဲ့ဥတွေကိုတွေ့လိုက်တယ်။ဝဝကဥကိုဖောက်ပြီးတော့မတောက်ခင်ပဲဖြစ်ဖြစ်ကြော်ပြီးတော့မစားခင်ပဲဖြစ်ဖြစ်အကိုနဲ့အတူလိုက်ခဲ့လိုက်တော့အဲ့ဒီစကားကိုနားထောင်ပြီးတော့တင်းငယ်တွေအားလုံးကအံ့ဩသွားတော့တယ်။အဲ့ဒီချိန်မှာခိုးကပြောလိုက်တော့တာပေါ့။ဒါမဲ့တင်ငယ်ချင်းတို့ ဝဝအဲ့လိုငံမဟုတ်ပါဘူးဝဝနင်းရဲ့ဥကိုမခိုးတော့ဘူးပန်းဤဟုတ်လားခိုး तू ကအဲ့လိုကျင်းငံမဟုတ်ဘူးဟုတ်လား तू ကအဲ့လိုမျိုးပဲလေနမယောင်လည်းဒီလိုလို့ကျက်တူရဲ့နမသွားနဲ့တော့ခိုးပဲသွားခိုင်းလိုက်ခိုးနင်ငါရဲ့ယောက်ျားနဲ့အတူလိုက်သွားလိုက်ကာလူကြီးကန်ကပန်းဤစာကလေးမကိုခိုးနဲ့အတူခေါ်ပြီးတော့ဝဝစာကလေးမရဲ့အတိုက်စီကိုခေါ်သွားလိုက်တော့တယ်အဲ့နောက်မှာတော့ကျက်တူရဲ့ကတင်တင်ကြီးကန်မလေးကိုပြောလိုက်တော့တာပေါ့ တကယ်ဘယ်ဘဝရဲ့အတိုက်မှာဥတွေးလို့ရှင်သူ့ကိုလည်းအပြစ်ပေးတယ်ဟုတ်တယ်ကျမလည်းအဲ့ဒါပဲပြောတာပေါ့သူ့ကိုတော်ရရနဲ့နင်းထုတ်မှဖြစ်မယ်မဟုတ်ဘလို့လုံးတိတ်နိုင်မှာလေနောက်ကြရင်ငါတို့ရဲ့ဥတွေလည်းခိုးသွားရင်ဘလို့လုံးအဲ့နောက်မှာတော့ကျင်းတဲ့သုံးကောင်လုံးကဘဝစာကလေးမရဲ့အတိုက်ထဲကိုရောက်လာကြတော့လေအဲ့ဒီအတိုက်ထဲမှာတကယ်ဘယ်ဥလေးကိုမျက်ပင်လေးနဲ့ဖွက်ထားတာပေါ့အဲ့နောက်မှာတော့ကာလူကြီးကမျက်ပင်လေးကိုဖယ်လိုက်တော့တယ်အဲ့ဒါကိုကြည့်ပြီးတော့ပန်းကြီးကပြောလိုက်တော့တယ်ငါရဲ့ဥ ငါရဲ့ဥငါရဲ့ဥလေးတွေ့ပြီပန်းစာကလေးမကသူ့ရဲ့ဥလေးကိုယူလိုက်တော့တယ်အဲ့ဒီချိန်မှာပဲဝဝစာကလေးမကအစာရှာပြီးတော့အိမ်ကိုပြန်လာတာပေါ့အဲ့နောက်မှာတော့ကာလူကြီးကန်ကဝဝစာကလေးမကိုပြောလိုက်တော့တယ်ပန်းခိုးနင်တို့နှစ်အောင်လုံးကြည့်တခုမှရောက်လာပြီဘာလို့အဲ့လိုပြောရတာလဲအကူကလို့ညီမဘာတွေကိုခိုးလိုက်လို့လဲဟမ်တခုမှမများငါဘာခိုးလိုက်လဲလို့မေးနေသေးတယ်နင်ကငါ့ရဲ့ဥကိုခိုးလိုက်တာလေ ပြီးတော့ဘာခိုးလဲလို့လာမင်းနေသေးတယ်။ငါ့ရဲ့ဥလေးတွေကနှစ်ရက်ပဲရှိသေးရဒီလောကကြီးထဲကိုရောက်လာတာ။နင်ကခိုးသွားရပေါ့လေ။မဟုတ်ပါဘူးမဟုတ်ပါဘူး။ငါကဘာလို့ဥကိုခိုးယူရမှာလဲ။ငါဘသူရဲ့ဥကိုမှမခိုးပါဘူး။တွေ့ရမဟုတ်လား။ဘယ်သူကဥတခိုးလဲဆိုတာ။ဥကိုနင်ရဲ့အတိုက်ထဲမှာပဲတွေ့တာ။နင်မဲ့ဥကိုခိုးခဲ့တဲ့ဥတခိုးပဲ။မနှက်ဖန်ကြရင်ဒါနဲ့ပတ်သက်ပြီးတော့အဆုံးဖြတ်ပေးလိုက်မယ်။တပည့်အကြီးစီကိုမနှက်ဖန်ကြရင်ဒါကလူကြီးရဲ့အဆုံးဖြတ်ကိုငါတို့လည်းလက်ခံမယ်။သူတို့တော့အောင်ကထွက်သွားလိုက်တော့တယ်။ အဲ့လိုနဲ့ပဲညရောက်သွားတော့တာပေါ့အဲ့ဒီချိန်မှာကာလူကြီးကန်းကအတိုက်ထဲမှာထိုင်နေတော့တယ်တင်းတင်းကြီးကန်းကပြောလိုက်တော့တာပေါ့ဘလို့လုတ်ပြီးတော့လဲကိုကာလူဘလို့လုတ်ပြီးတော့ပန်းဤရဲ့ဥကိုဝဝိုင်းအတိုက်ထဲမှာတော်ထားလိုက်တာလဲတင်းနေနေ့တဲ့ဘန်ငါတို့အပြင်ထွက်နေတဲ့ချိန်မှာပန်းဤကအတိုက်ထဲမှာရှိမနေဘူးလေသူကမြက်ကန်းအောင်သွားပြီးတော့ရှည်သွားတော့တာအဲ့ဒီချိန်မှာပဲသူ့ရဲ့ဥကိုခိုးပြီးတော့ခြုံထဲမှာငါဖွက်ထားလိုက်တယ်နောက်တော့ဝဝအပြင်ထွက်သွားတာတွေ့လိုက်တယ် အဲ့ဒါနဲ့ငါလည်းပန်းရဲ့ဥကိုဝဝရဲ့အတိုက်ထဲမှာဖွက်ထားလိုက်တာရှင်ထုတ်တာကောင်းလိုက်တာရှင်ကြည့်နေလိုက်မနေ့ဖန်ကြရင်သူ့ကိုဒီတော့ကနေမောက်ထုတ်ကြလိမ့်မယ်ဝဝစာကလေးမကအတိုက်ထဲမှာထိုင်ပြီးတော့ငိုနေတာပေါ့ငါခုချိန်ထိဘသူ့ရဲ့အစားအစာတော့မှခိုးမှုတာမဟုတ်ဘူးဘလို့ဖြစ်ပြီးတော့တော့အကျင်းငယ်တွေအားလုံးကငါ့ပဲပန်းရဲ့ဥကိုခိုးရလို့ဆွဆွဲနေကြရလေအဲ့လိုပြောပြီးတော့ဝဝစာကလေးမကငိုနေတာပေါ့ ဲ့လိုနဲ့ပဲမနက်မိုးလင်းသွားတော့တယ်မနက်မိုးလင်းသွားတဲ့အချိန်မှာကျက်တူရဲကဝဝစာကလေးမဆေကိုရောက်လာတော့တယ်နောက်တော့ပြောလိုက်တော့တယ်သွားရအောင်ဝဝကျင်းကတွေအားလုံးလည်းရောက်လာနေပြီဘရင်သိန်းကလည်းရောက်နေပြီအားလုံးကနေ့ကိုစောင့်နေကြတာကောင်းပါပြီအခုလိုက်ခဲ့ပါမယ်အရင်သွားနေကျက်တူရဲကအဲ့လိုပြောပြီးတော့ထွက်သွားလိုက်တော့တယ်ဝဝစာကလေးမကလည်းသူ့မှာရှိတဲ့ပစ္စည်းတွေကိုထုတ်ပိုးထားလိုက်တော့တယ်။နောက်တော့တပင်းစီကိုယောက်လာလိုက်တော့တယ်။ဘေးရဲ့ ဘောကရောက်လာပြီကျမထင်တော့သူ့ရုပ်ကိုကြည့်ရနေတဲ့တခုံးမဆိုတာအတိတာနေဘောကနေအဆကလေးကဥကိုဖောက်စားခြင်းနဲ့ဆိုရင်လေကြက်ဥယူလာပြီးစားတာမဟုတ်ဘူးဟာနေဒီလောက်တော့ဥဖောက်စားရတာကြက်လို့ရှင်လူရစီရနေကြက်ဥသွားခိုးတာမဟုတ်ဘူးမသွားနိုင်ရင်လေငါတို့တည်းကတယောက်ယောက်ကိုပြောပေါ့ငါတို့ယူလာပေးမှာပေါ့နေကဥဖောက်စားရတာကိုအရင်ကြိုက်တယ်လားတော်ပါသေးတယ်ကျမရဲ့ယောက်ျားပန်းကြီးရဲ့ဥကိုဝဝရဲ့အိမ်မှာတွေ့သွားလို့အဲ့ဒါကြောင့်ပန်းကြီးရဲ့ဥလည်းလွတ်မြောက်သွားတာဝဝ နင့်မလည်းပြောချင်တာရှိရင်ပြောလေမဟုတ်ပါဘူးဘီသူတို့အားလုံးကျမအပေါ်ကိုတခိုးဆိုပြီးတော့ဆွဆွဲနေကြတာကျမဘသူရဲ့ဥကိုမှမခိုးပါဘူးသူတို့တွေကဘလို့လောက်ပြီးတော့ဥကိုကျမရဲ့အိမ်မှာထွေသွားလဲမသိဘူးကျမဘသူရဲ့ဥကိုမှမခိုးပါဘူးဒီမှာကြည့်ဘီရင်ဘဝပဲကျမရဲ့ဥကိုခိုးထားတာကျမတရားမျှတမှုရမှဖြစ်မယ်သူ့ကိုဒီတော့တွေကနေနှင်ထုတ်လိုက်ပါတော့မဟုတ်လို့ရှိရင်ကျမပဲဒီတော့တွေကနေထွက်သွားလိုက်တော့မယ်ကျမအားနဲ့တော့တယောက်တည်းဘာမှလုပ်နိုင်မှာမဟုတ်ဘူးဘဝ နင်တွေ့လားဘယ်သူမှနင့်ဘက်မှာမရှိဘူးအားလုံးရဲ့ဆန္ဒကလည်းဒီလိုပဲဆိုမှတော့ငါလည်းဆုံးဖြတ်ချက်ချလိုက်တော့မယ်နင်တီတော့ထဲမှာမနေရတော့ဘူးတီတော့နဲ့အဝေးဆုံးတခြားတော့မှသွားနေရလိမ့်မယ်နင်တီတော့ကိုနေခွင့်မရှိတော့ဘူးကျမဘသူရဲ့ဥပမာမခိုးခဲ့ပါဘူးဘယင်းယုံမင်းပါနော်ဒီတော့တွေကနေမနေမှနဲ့ကျမဘမှာသွားနေရမှာလေဘဝစာကလေးမှာအားလုံးကိုတောင်းဆိုလိုက်တော့တယ် ဒါမဲ့ဘသူကမှဝဝစာကလေးမကိုမယုံကြဘူးပေါ့အဲ့နောက်မှာတော့ဝဝစာကလေးမလည်းအဲ့နေရာကနေထွက်သွားလိုက်တော့တယ်နောက်တော့သူ့ရဲ့အိမ်ကနေပစ္စည်းတွေကိုယူပြီးတော့တခြားတော့ကိုသွားလိုက်တော့တယ်အဲ့ဒီချိန်မှာတင်းတင်းကြီးကန်းမလေးကကာလူကြီးကန်းကိုပြောလိုက်တော့တယ်ကျမရဲ့ယောက်ျားကိုကာလူရဲ့နောက်ဆုံးတော့ကျမတို့ရဲ့အိမ်မက်ကပြေးသွားခဲ့ပြီကျမတို့ဝဝကိုဒီတော့ရဲကနေနောက်ဆုံးတော့နှင်ထုတ်နိုင်ခဲ့ပြီလေဘဝစာကလေးမလေးကတခြားတော်တော်ရောက်သွားပြီးတော့တစ်ပင်တစ်ပင်ပေါ်မှာထိုင်လိုက်တော့တယ် အဲ့တော့ဒီမှာသူ့အတွက်အားလုံးကပစိမ့်နေဖြစ်နေပြီးတော့သူသိရတဲ့သူတယောက်မှမပါဘူးပေါ့ဒီတော့ငါ့အတွက်နေရာတစ်ခုပဲဒီမှာငါသိရတဲ့သူလည်းတယောက်မှမရှိဘူးငါ့မှာတငယ်ချင်းလည်းမရှိရင်တော့ဘာမှမဖြစ်ပါဘူးအ ਨੇ ဆုံးတော့ဒီတော့မှငါ့ရဲ့ရန်သူကမရှိဘူးပေါ့လေငါဒီမှာတယောက်တည်းနေလိုက်ပါမယ်ဟိုဝါစာကလေးမကကုကုကုအဲ့လိုပြောလိုက်တော့တယ်အဲ့နောက်မှာဝဝစာကလေးမရဲ့အကြီးကဘသူမှမနေရဲ့အုံးလေးနဲ့ဆောက်ထားတဲ့အတိုက်စီကိုရောက်သွားတော့တယ်။အဲ့ဒါကိုကြည့်ပြီးတော့ပြောလိုက်တော့တယ် ငါဒီမှာသွားနေရင်ကောင်းမယ်ဘာလို့လဲဆိုတော့အတိုက်ဆောက်ဖို့အတွက်အချိန်နေလဲအကြာကြီးလိုလိမ့်မယ်တကိုင်းနေလဲဗမာမရှိတာမဟုတ်ကောက်ရိုးတွေလဲရှာလာရမယ်ပြီးတော့နေရလဲတအားပူတာဒီအုံနဲ့အိမ်ကလဲအေးလဲအေးလောက်မှာဒီလိုလုပ်မယ်ဒီအုံနဲ့အိမ်ကိုငါ့ရဲ့အိမ်လုပ်လိုက်မယ်ဒီမှာပဲနေလိုက်တော့မယ်အဲ့လိုပြောပြီးတော့ဝဝစာကလေးမကအုံဒီအိမ်ထဲကိုဝင်သွားလိုက်တော့ရဲ့နောက်တော့အဲ့ဒီအိမ်ကြီးကိုကိုယ့်ရဲ့အိမ်လေးဖြစ်သဘောထားပြီးတော့ဖြည်းဖြည်းရွှေရွှေနေထိုင်သွားပါတော့တယ် ီးရဲ့တော့ကပေါ့ကောင်းငင်တစ်ခုလုံးကတိမ်တိုက်အမဲကြီးတွေနဲ့လွှမ်းခြုံသွားတော့တဲ့နီနီပီရဲ့စိတ်မှလည်းကသူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူမြေကြီးရိတ်မှနေနေတာပေါ့ဖះရည်မုံတိုင်းကအရန်ကိုပြင်းတာပဲငါရဲ့အိမ်ကခံနိုင်မှမလားတော့မသိဘူးငါဘယ်လိုလုပ်ရမလဲငါရဲ့ကလေးတွေကိုဘယ်လိုလုပ်ရမလဲအဲ့ဒီချိန်မှာလေပြင်းတွေတိုက်လာပြီးတော့လေပွေတွေနဲ့အတူနီနီပီရဲ့စိတ်မှလည်းအိမ်တဲတဲလေးကလွန့်ပါသွားတော့တဲ့နီနီပီရဲ့စိတ်မှလည်းကသူ့ရဲ့ကလေးတွေကိုဖတ်ပြီးတော့ပြောလိုက်တော့တယ် ကလေးတွေမကြောက်ကြနဲ့အမေရှိရယ်နော်အမေဒီကနေလွတ်မြောက်အောင်တခုခုလုပ်မယ်အဲ့ဒီနောက်မှာတော့နေနေပြီးရဲ့စိတ်မလေးကသူ့ရဲ့ကလေးတွေကိုခေါ်ပြီးတော့အိမ်ကနေအပြင်ကိုထွက်လာနိုင်ခဲ့တော့တယ်ဒါပေမဲ့နေနေပြီးရဲ့စိတ်မလေးစီမှာနေစရာအိမ်မရှိတော့ဘူးပေါ့နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့နေနေပြီးရဲ့စိတ်မလေးကအကူအညီတောင်းမှုအတွက်ထွက်လာခဲ့လိုက်တော့တယ်အရင်ဆုံးခိုစီကိုသွားပြီးတော့အကူအညီတောင်းတော့တာပေါ့အကိုရေညမကိုရန်အနှဲငယ်တော့အကိုရဲ့အိမ်မှာနေခွင့်ပြုပါလား ညီမရဲ့အိမ်ကမုံတိုင်းနဲ့အတူပါသွားလို့ပါအိမ်အစ်ပြန်ဆောက်လို့မပြီးမချင်းအိမ်မှာခဏလောက်နေခွင့်ပေးပါနော်ခွင့်လို့ပါနော်ညီမအကိုရဲ့အိမ်ကအရန်အောင်မြင်တော့ညီမလေးတို့တက်နိုင်တော့မှာမဟုတ်ဘူးအဲ့ဒီနောက်နီနီပြီးရစိတ်မလီကစိတ်မကောင်းဖြစ်ပြီးတော့သွားလိုက်တော့တယ်နောက်တော့ကျက်တူရဲစီကိုသွားပြီးတော့အကိုညီတောင်းလိုက်တော့တယ်အကိုညီမလေးကအိုးမဲ့အိမ်မဲ့ဖြစ်နေလို့ပါအကိုရဲ့အိမ်မှာခဏတာနေခွင့်ပေးပါလား အဟမ်းအစကတည်းကငါ့ရဲ့အိမ်မှာလူတွေများလို့စိတ်ညစ်နေရတဲ့ကြားတယ်။နင်တို့ကအိမ်မှာနေခွင့်ပေးပြီးတော့နားကြီးမခံနိုင်ဘူး။ဒီကနေထွက်သွားကြလိုက်တော့နင်နီပြည့်ရဲ့စိတ်မှလေးကထပ်ပြီးတော့စိတ်မကောင်းဖြစ်သွားတော့တာပေါ့။အဲ့လိုနဲ့ပဲသူကဈေးကွက်ကြီးကန်းနဲ့တခြားကျင်းကန်းတွေအားလုံးစီကိုလည်းသွားတော့တယ်။ဒါပေမဲ့ဘသူစီရမှအကူအညီမရခဲ့ဘူးပေါ့။ညနေရောက်သွားတော့တယ်။နင်နီပြည့်ရဲ့စိတ်မှလေးကတစ်ပေတစ်ပေအောက်မှာထိုင်ပြီးတော့ကလေးတွေကိုဖတ်ထားလိုက်တော့တယ်။ ဒီတော်လုံးမှာငါတို့ကိုကူညီပေးနိုင်မဲ့သူမရှိဘူးလားအဲ့ဒီအချိန်မှာအဝေးကနေဝဝဆာကလေးမလေးကပြန်တန်းလာတော့တယ်အဲ့နောက်မှာတော့နီနီပီရဲ့စိတ်မလေးကစိတ်ညစ်နေတာကိုကြည့်ပြီးတော့မေးလိုက်တော့တယ်ဘာဖြစ်တာလဲအမနီနီဘာလို့ဒီမှာထိုင်နေရတာလဲညီမရဲ့အမရဲ့အိမ်ကမုန်တိုင်းကြောင့်ပြိုလဲသွားတယ်ကလေးတွေလည်းဗိုက်စာနေကြတာတတော်လုံးလည်းပတ်သွားပြီးတော့အကူညီတောင်းကြည့်ပြီးသွားပြီဘယ်သူမှမကူညီနိုင်ကြဘူးအိုးမကောင်းလိုက်ကြတာအမ ဘာမှစိတ်မပူနဲ့ညမအိမ်မှာလာနေလေအမအိမ်သက်ဆောက်လို့မပြေမချင်နေလို့ရတယ်တကယ်ပြောနေရလားညမညမဒီလောက်တော့ငယ်တာတောင်မှစိတ်ထားကြီးမြလိုက်တာအသက်အရွယ်နဲ့မဆိုင်ပါဘူးအကူညီလုံနေတဲ့အချိန်မှာကူညီပေးနိုင်မှုကအဓိကပဲလေအဲ့နောက်မှာတော့လာမင်းကြီးကလည်းပြေဝင်းစွာပေါ်ထွက်လာတော့တယ်ဘဝစာကလေးမရဲ့အိမ်မှာနီနီပြွေးစိတ်မနေနဲ့သူ့ရဲ့ကလေးတွေကအိတ်ဆက်အနားယူနေကြတာပေါ့အဲ့ဒါကိုဝါဝါစာကလေးမကကြည့်နေတော့တယ် อืมอม้านี่นี่ตะหน้าบาเลยခန္ဓာကိုယ်တိတိလေးနဲ့ဒုက္ခတွေအများကြီးကိုတည်ပို့ထားရတာမုံတိုင်းတွေရောအထီးကျန်မှုတွေရောအဲ့ဒါအပြင်အားလုံးရဲ့ညှင်းဆုံမှုကိုပါခံထားရသေးတာမိုးလင်းသွားတော့တယ်ဘဝစားကလေးမလေးကအစားအစာတွေနဲ့ရေဒီယိုနီနီပြွေးစိတ်မလေးကိုပေးလိုက်တော့တယ်စားလိုက်ပါဦးအမတခုခုတော့စားအောင်လေမဟုတ်ရင်ဘိုက်စာနေမှာပေါ့ညီမအမကိုအိမ်မှာနေခွင့်ပေးခဲ့တာပဲမဟုတ်ဘူးဘဝအစ်စ်ကိုပေးခဲ့တာ မဟုတ်တာအမရဲ့တငယ်ချင်းတယောက်ရဲ့တာဝန်ပဲဟောင်းဒါနဲ့တခုလောက်တော့ပြောလို့ရမလားရတာပေါ့ပြောလीအမလို့တန်ပါတဲ့သူကိုညမမတွေ့ဘူးသေးဘူးအမသာဆန္ဒရှင်အိမ်အစ်စ်တလုံးစောင့်နိုင်မှာတတိနည်းနည်းလေးမွေးလိုက်ပေါ့တတိကတော့မရှိတော့ပါဘူးညမရဲ့ဒါမဲ့ညမလေးကအမကိုကူညီတဲ့အခါမှာဒီတော့ရဲမှလည်းအမရဲ့မိသားစုဝင်လို့ပြောလို့ရတဲ့သူရှိလောက်တယ်လို့ခန့်စားမိတယ်။အမကအခုတယောက်တည်းမှမဟုတ်တာ အခုအဆပြီးတော့ဒီတော့ကြီးကအမပြုံးပြော်နေတာကိုပြန်မြင်ခွင့်ရလိမ့်မယ်။သွားရအောင်။ဒီနေ့အဆပြီးတော့အမရဲ့အိမ်အစ်ကိုစောက်ကြမယ်လေ။ကောင်းပါပြီ။အမလည်းအစင်သင့်မယ်။ရက်အနှဲငယ်ကြတဲ့အထိနီနီပြွေးစိတ်မလေးနဲ့သူ့ရဲ့ကလေးတွေကဝဝစာကလေးမရဲ့အိမ်မှာနေထိုင်နေတာပေါ့။နောက်နှစ်တည့်ရက်မှာတော့ဝဝစာကလေးမလေးနဲ့နီနီပြွေးစိတ်လေးတို့ကတော်ရက်ကိုဝင်ပြီးတော့အိမ်ဆောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုသွားရှာယူကြတာပေါ့။ဘဝစာကလေးမကတစ်ကိုင်းချောက်ကိုကင်ပြီးတော့ပြောလိုက်တော့တယ်ဒီမှာကြည့် ဒီတစ်ကိုင်းကရဲအောင်ခိုင်မာတာဒီတစ်ကိုင်းနဲ့အမိုးလှုပ်ထားရင်တော်တော်လေးကိုကောင်းပါနင်းနေပြရစိတ်မလေးကလည်းတရွက်တွေကိုကိုင်းပြီးတော့ပြောလိုက်တော့တယ်음ဒီတရွက်တွေကအမိုးလုံးမလို့တီချာလေးခြီလိုက်ရင်အမိုးကနေမိုးရေတွေလည်းယိုလောက်တော့မှာမဟုတ်ဘူးကြည့်ပါလားတင်းဝလောက်ရတာတော်တော်လေးကိုမိုက်တယ်နော်နှစ်ယောက်စလုံးစကားလေးပြောရင်အလုံးလုံးနေကြတာပေါ့အမသိလားငငယ်တော့ကညီမလေးကအုံးမဲ့အိမ်ပဲဖြစ်သွားသေးတယ်ဟုတ်လား ညီမကအလုပ်လုပ်ရင်တော်တော်လေးကိုတီးကြရလေဘလို့လုပ်ပြီးတော့လဲတရက်တော့ကပေါ့တိုင်းငယ်အကောင်ကြီးကြီးတကောင်ကရောက်လာပြီးတော့အိမ်ကိုဖျက်ဆီးလိုက်တာညီမတယောက်ထဲတပင်မှာထိုင်ပြီးတော့နိုင်ဝက်လောက်ထိငိုနေမိရဲ့ပြီးတော့ဘာဖြစ်သွားသေးလဲနောက်တော့တိုင်းငယ်တေးသေးလေးကရောက်လာပြီးတော့သူ့ရဲ့အိမ်မှာနေရာပေးခဲ့တယ်လေသူကပဲညီမလေးရဲ့ပထမဦးဆုံးငွေချင်းဖြစ်ခဲ့အာဩညီမကအမကိုကူညီပေးတယ်လို့ပဲပေါ့အမလည်းတကယ်ကြအကူအညီလိုတဲ့သူကိုကူညီပေးအောင်မှာပဲ ဒါကပဲညီမလေးပြောချင်တယ်တကယ်အကြောင်းရင်းပေါ့အမညီမလေးတို့အားလုံးကတရက်ကိုတရက်အချင်းချင်းကူညီပေးတင်တယ်လေဒါကပဲတော့ရဲ့စစ်မှန်တဲ့စီးမြင့်လေရက်အနေငယ်ကြားတဲ့နောက်မှာတော့ဝဝဆာကလေးမနဲ့နီနီပြွေးစိတ်မလေးတို့ရဲ့ကြိုးပမ်းမှုကြောင့်အိမ်လေးကအဆင်သင့်ဖြစ်သွားတော့တယ်ဒီမှာကြည့်ကလေးတို့ဒါကအမေတို့ရဲ့အိမ်အစ်ပဲဒီအိမ်ကိုစောက်တဲ့နေရာမှာတငယ်ချင်းဝဝကကူညီပေးခဲ့တာပေါ့ကလေးတွေကလည်းပျော်ပြီးတော့ထခုံကြတော့တာပေါ့ အမေတမီးတို့ဒီအိမ်မှာနေတဲ့ခါကျမုံတိုင်းတိုက်ပြီးတော့အိမ်ကြီးကမပြိုသွားပါဘူးနော် မပြိုပါဘူးတမီးရဲ့အမေတို့ကအမေတို့ရဲ့အိမ်ကဒီတစ်ခါအရန်ကိုခိုင်းပါတယ်လေဘယ်မုံတိုင်းကြားမှပျော်လဲသွားတော့မှမဟုတ်ဘူးပြီးတော့အမေတို့စီမှာခန္ဓာကိုယ်ကြီးရဲ့ညီမလေးဘဝရှိနေပြီလေအကောင်ကြီးတာထက်ဆိုရင်ညီမလေးတို့ကအခုတကယ်ချင်းနေဖြစ်သွားကြပြီလေဒီတစ်ခါထပ်ပြီးတော့မုံတိုင်းတိုက်တဲ့အခါကျရင်ညီမလေးကအမြဲတမ်းအတူတူရှိနေပြီမယ်နော်အဲ့ဒါလေးတော့မှတ်ထားပေး ရက်အနေငယ်ကြားတဲ့နောက်မှာတော့တောထဲမှာအစီအဝေးကျင်းပလိုက်တော့တယ်။အဲ့ဒီအစီအဝေးကိုတရိစ္ဆာန်နေအားလုံးကလာတက်ကြတော့တာပေါ့။အဲ့ဒီချိန်မှာနီနီပြီးရစိတ်မလေးကအားလုံးရှိမှပြောလိုက်တော့တယ်။ဒီနေ့အားလုံးကိုပြောစရာရှိတယ်။ငါ့အိမ်ပြုတ်လဲသွားပြီးတော့တယောက်တည်းဖြစ်သွားတဲ့အချိန်အားလုံးစီကနေအကူအညီတောင်းခဲ့တယ်။ဒါမဲ့ဘသူမှမကူညီပေးကြဘူး။အဲ့ဒီအတွက်လည်းစိတ်မကောင်းမဖြစ်ပါဘူး။ဒါမဲ့စာကလေးမလေးကငါ့ကိုလက်ကမ်းပေးခဲ့တယ်။အဲ့ဒီအတွက်ငါခုံယူတယ်။ ူ့ဆီကနေပြီးတော့တင်ယူခဲ့ရတယ်။လူပဲဖြစ်ဖြစ်တရိတ်ဆန်ပဲဖြစ်ဖြစ်စီးစိမ်ကြွယ်ဝနေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူး။စိတ်ထားကောင်းမှုပဲလိုတယ်။ငါဂရိပေးပါတယ်။ငါလည်းဘယ်တော့မှအကူအညီလိုနေတဲ့သူကိုမငင်းတော့ဘူး။ဘိုးဘွားအသက်ရှိပါစေ။နင်နီပြည့်ရစိတ်မလေးအသက်ရှိပါစေ။အဲ့ချိန်ကနေစပြီးတော့နင်နီပြည့်ရစိတ်မလေးနဲ့ဝဝစာကလေးမလေးတို့ဟာအရင်နည်းဆုံးတငယ်ချင်းတွေဖြစ်သွားကြတော့တယ်။အကူအညီလိုနေတဲ့သူတွေကိုကူညီပေးပြီးတော့တောရဲ့ဆန်ပြဖြစ်လာခဲ့တော့တယ်။ စစ်မှန်တဲ့တငယ်ချင်းဆိုတာအကူအညီလိုနေတဲ့အချိန်မှာကူညီပေးတဲ့သူဖြစ်တယ်ဆိုတာကိုဒီဇယ်လန်လေးကနေတင်ကန်းစာရသွားတော့တာပေါ့